တတိလိမလို့ဖြစ်သွားတဲ့အထိအောင်ပွဲခံခဲ့တဲ့အင်တာရဲ့ဟီရိုဖရာဒီစီအင်တာမီလန်ရဲ့ဒူရဲကောင်းဖရာဒီစီဟာဘာစီလိုနာကိုအနိုင်ရစေမဲ့အနိုင်ကိုကိုသွင်းယူပြီးမှမြုံနိုင်လို့ဆီအောင်ပွဲခံမှုတစ်ခုပြုလုပ်ခဲ့ပြီးအဲ့ဒီခန်းစားချက်ကြောင့်သူဟာတတိလိမတက်ကောင်းမှုဝေဒနာခန်းစားခဲ့ရတယ်လို့ဖွင့်ပြပြောကြားခဲ့ပါတယ်အီတလီကွန်းလယ်ကစားသမားဖရာဒီစီဟာအင်တာမီလန်အတွက်အဲ့ဒီဒရမာဆန်နေကြမှာတကယ်ကိုပွဲဆုံးဖြတ်ပေးနိုင်ခဲ့တဲ့ဒူရဲကောင်းဖြစ်ခဲ့ပါတယ်သူဟာလူစားဝန်နာပြီးအချင်းပွဲပထမပိုင်းမှာအနိုင်ကိုကိုသွင်းယူခဲ့ကဆန်စီယိုမှာပျော်ရွှင်မှုတွေပေါက်ကွဲထွက်ချိန်မှာပရိသတ်တွေစီတန်းတန်းမမပြီးသွားခဲ့ပါတယ်အင်တာမီလန်ဟာအစပိုင်းမှာငကိုးဦးဆောင်ထားပေမဲ့ နောက်ပိုင်းမှာဘာစီလိုနာက3ဂိုး2ဂိုးနဲ့ပြန်လဲဦးဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့ပွဲချင်း63မိနစ်မှာအစာပြေရဲ့ချေပါဂိုးကြောင့်ပွဲအားအချင်းပိုရောက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Fratizi ရဲ့အနိုင်ကိုက Inter Milan ကို Champions League Finals ပို့ဆောင်ပေးခဲ့ပါတယ်။ပွဲပြီးမှာတော့အသက်25နှစ်ရွယ် Fratizi ကအောင်ပွဲခံမှုတွေဟာခန္ဓာကိုယ်ပါတက်ရောက်မှုတွေရှိခဲ့ကြောင်းဂိုးသွင်းပြီးမှကောင်းမှုပြီး3 limited ဖြစ်ခဲ့ကြောင်းဖွင့်ဟခဲ့ပါတယ်။ဒီနေ့တော့ဒီကိုပြောကြရမှာ Inter Milan ရဲ့သူရဲကောင် Fratizi ကကျွန်တော်ပွဲပြီးတဲ့အထိကစားနိုင်ခဲ့လို့တော်တော်ကံကောင်းပါတယ်။အောင်ပွဲခံတာရမ်းလွန်သွားတော့ခေါင်းတွေမူပြီးတတိတောင်လစ်မလို့ဖြစ်သွားခဲ့ပါတယ်။ ်မနေ့ကဘိုက်အောင်နေလို့ဒီပွဲအတွက်ကျွန်တော်ကိုအစင်းသင်းဖြစ်အောင်ပြုလုပ်ပေးခဲ့တဲ့အကားသားကုလုံးပညာရှင်တွေကိုလည်းကျေးဇူးတင်ရပါမယ်။ဒါမှမယုံနိုင်စရာပါပဲ။ဘာပြောမှန်းတော့မသိတော့ပါဘူး။ကျွန်တော်မှထူးယူနေအကြီးချင်းတွေမရှိပေမဲ့အဆုံးမပြေတဲ့နောက်ဆုံးလူနဲ့ယုံကြည်မှုပြည့်ရှိတဲ့ပထမအဦးဆုံးလူပါ။ဒါကြောင့်ဒါဟာစူးစမ်းအားထုတ်မှုနဲ့အာယုံစူးစိုက်မှုရဲ့ဆုလက်တစ်ခုပါပဲလို့ပြောကြခဲ့ပါတယ်။ဆီမွန်အင်ဇာဂီရဲ့အတင်းဟာအခုတော့ CDA ချန်ပီယံဆုအတွက်နာပိုလီကိုသုံးမှတ်အကွာကနေလိုက်နေပြီးအာယုံစိုက်သွားမှာပဲဖြစ်ပါတယ်။သူတို့ရဲ့နောက်ထပ်ပွဲစဉ်ကတော့တိုရီနိုအတင်းနဲ့ဝေးဝဲမှကစားရမယ့်အရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဖရာဒီဇီရဲ့ဒီတူရဲကောင်းဆန်တဲ့လောက်ရဟာအင်တာမီလန်ပရိသတ်တွေအတွက်တော့ဘယ်တော့မှမမိနိုင်တော့မယ့်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ရပါတယ်။ဒီမှာကျွန်တော်တို့ဆက်တဲ့အမားပေးချက်ပြတ်